ဘောလုံးချစ်ပိတဲ့ကြည်အားလုံးမင်္ဂလာပါအခုဗီဒီယိုကမြန်မာနဲ့နိုင်ငံတကာဘောလုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာမျိုးသမီးရေစခွန်အသင်းကတော့အရှဖလားချိန်စပွဲစဉ်မှာအုတ်စုပွဲဥထွန်းမှာခနကိုးသွင်းယူခဲ့ပြီးတော့မြန်မာဘောလုံးချစ်ပိတဲ့တွေကိုစိတ်ချမ်းသာအောင်လုပ်ပြသွားနိုင်ခဲ့ပါတယ်မြန်မာယူစခွန်အမျိုးသမီးအသင်းကတော့အရှဖလားချိန်စပွဲအုတ်စုပွဲဥထွန်းမှာမကာအိုယူစခွန်အမျိုးသမီးအသင်းကိုခနကိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့အတွက်ပထမဆုံးအခြေလမ်းကိုအကောင်းဆုံးလမ်းနိုင်ခဲ့ပြီးဖြစ်ပါတယ် အခုနိုင်ပွဲမှာတိုက်စစ်မှုရှင်းသန်းက3ဂိုး hat-trick သင်ယူခဲ့ပြီးတော့တိုက်စစ်ကိုဦးဆောင်နိုင်ခဲ့သလိုအသင်းကောင်းဆောင်ပင်မြင့်ရန်က2ဂိုး assign ထွန်းနိုင်က2ဂိုးနဲ့ခိုင်စင်မြင့်တို့က2ဂိုးစီသင်ယူပေးခဲ့ကြပါတယ်။အခုနိုင်ပွဲကြောင့်မြန်မာယူဆက်ခွန်မြို့သမီးအသင်းကအုပ်စုအတွင်းရမတ်3မတ်နဲ့အင်ဒိုနီးရှားယူဆက်ခွန်မြို့သမီးအသင်းနဲ့ရမတ်တူညီနေပေမဲ့ဂိုးကွာချချက်အတာနဲ့အုပ်စုပထမနေရာမှာရပ်တည်နိုင်ခဲ့ပါပြီ။ လာမယ့်အော်တိုမား18ရက်နေ့မှာကစားမယ့်အင်ဒိုနီးရှားယူစခုံမြို့သမီးနဲ့ပွဲစဉ်ကအုပ်စုတရားဖို့အတွက်အရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲမှာမြန်မာအသင်းအနေနဲ့အနိုင်ဆုံးသင်ရကစားနိုင်ခဲ့မယ်ဆိုရင်မြန်မာယူစခုံမြို့သမီးအသင်းကခြေစပွဲအောင်မြင်သွားမှာဖြစ်ပါတယ်။အနာဂတ်မြန်မာမြို့သမီးအသင်းဘောလုံးအုပ်မြင့်လေးတွေကိုနောက်လာမယ့်အရေးကြီးတဲ့ပွဲစဉ်မှာလည်းပြည်သက်ကြီးကကွယ်နေအထီလာရောက်အားပေးဖို့အတွက်လှုံ့ဆော်ပေးကြဖို့အတွက်တိုက်တွန်းချင်ပါတယ်။ အာရှမြန်သမီးချန်ပီယံလီအုပ်စုအဆင့်ပွဲစဉ်တွေကိုရှင်းပြကစားမဲ့ ISP Women FC အသင်းကတိုးနယ်လေးချင်းကွင်းတင်မှာပမာဏမြန်မာလေရေးစင်မြို့သမီးအသင်းဆွေဤ Academy U18 အသင်းတွေနဲ့လေချင်းခြေစမ်းပွဲကစားခဲ့ကြပါတယ်။ ISP အသင်းမှာအငှခွဲယူထားတဲ့မြန်မာလေရေးစင်ကစားသမား9ဦးအပါအဝင်အတိအကစားသမားအစုံအလင်ပွဲထွက်ပါဝင်ကစားခဲ့ပြီးတော့ပထမပိုင်း45မိနစ်ကိုပမာဏမြန်မာအမျိုးသမီးလေရေးစင်အသင်းဒုတိယပိုင်း45မိနစ်ကိုဆွေဤ Academy U18 အသင်းတို့နဲ့ကစားခဲ့ကြပါတယ်။ ISP Women FC အသင်းကအာရှအမျိုးသမီးချန်ပီယံလီးအုပ်စုအဆင့်မှာကိုရီးယားကလပ်မြောက်ကိုရီးယားကလပ်ဂျပန်ကလပ်အသင်းတွေနဲ့တအုပ်စုတွေကြောက်ရွံ့နေပြီးတော့နိုဝင်ဘာ9ရက်နေ့ကနေ15ရက်နေ့အထိရန်ကုန်မြို့သူဝနာဘောလုံးကွင်းမှာကစားသွားရမှာဖြစ်ပါတယ်။ Taylor Swift က Nike ရဲ့အသစ်ထွက်ရှိလာတော့မယ်အကစားစီးဖက်နက်တွေအတွက်ကမ်ပိန်းမှာအတူပါဝင်ဖို့ကိုးပါမကိုဒေါ်လာ350တန်းကြီးရှိတဲ့ကလန်မှုပြုလုပ်ခဲ့ပြီးတော့အကစားနဲ့ဂီတာလောကခြေဖွင့်နေပူပေါင်းဆောင်ရွက်မှုကအထင်ကြီးအဖြစ်ဆုံးမတူညီတဲ့နယ်ပယ်နှစ်ခုပေါင်းစပ်မှုဖြစ်လာမှာဖြစ်ပါတယ်။ American Pop ပြင်မှာ Taylor Swift က Los Angeles မှာတည်လုပ်ခဲ့တဲ့ Titan Media အခမ်းအနားမှာ Chelsea ချက်ပွင့်ရဲ့ရေမှတ်ချက်ကြီးမားတဲ့ Academy ကစားသမားပွဲကနေ Premier League ရဲ့အတောက်ပါဆုံးချက်ပွင့်တွေကတအူးဖြစ်လာခဲ့တဲ့ Keelan ကိုချီးကျူးခဲ့ပြီးတော့ England ချက်ပွင့်အပေါ်သဘောကျနှစ်သက်မှုကိုလည်းထောက်ဖော်ပြောဆိုခဲ့ပါတယ်။ Nike ရဲ့ဒီ campaign ကတချင်း fashion နဲ့အကစားတို့ကအရင်ကထက်ဂူလူဆက်နွယ်နေတဲ့ခေတ်တခုကိုဖော်ဆောင်နိုင်မှာဖြစ်ပြီးတော့ Taylor Swift ရဲ့သူမတူတဲ့အင်အားနဲ့ပမာရဲ့မြင့်တက်လာနေတဲ့ဘောလုံးလောကအပေါ်လှမ်းမုံမှုနဲ့အတူ Nike ကဂျန်စီးနဲ့ဂီတပရိသတ်တွေနဲ့ကဘာလုံးဆိုင်ရာဘောလုံးပရိသတ်တွေကြားပေါင်းကူးပေးဖို့အတွက်ရည်ရထားတာဖြစ်ပါတယ်။ပေါ်တူဂီအသင်းကောင်းဆောင်ဆီရန်ဒိုကကမ္ဘာဖလားခြေစပွဲတွေမှာဂိုးများဆုံးသွင်းနိုင်သူအဖြစ်42ဂိုးနဲ့ဆန့်ကျင်တင်ခဲ့ပါတယ်။ စီရန်ဒိုကဟန်ဂေရီအသင်းနဲ့နှစ်ဂိုးစီတရေကျခဲ့တဲ့ကမ္ဘာဖလားချိစဝယ်စမှာပေါ်တူဂီအသင်းအတွက်နှစ်ဂိုးစလုံးသိမ်းယူနိုင်ခဲ့တာကြောင့်အခုလိုစံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။စီရန်ဒိုက2006ကမ္ဘာဖလားချိစဝယ်စမှာပထမဆုံးကမ္ဘာဖလားချိစဝယ်တွင်ဂိုးသိမ်းယူနိုင်ခဲ့တာဖြစ်ပြီးတော့2010ကမ္ဘာဖလားချိစဝယ်တွေမှာတော့ဂိုးသိမ်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။စီရန်ဒိုရဲ့ကွာဖလာချေစပွဲတင်ကုန်မှတ်တမ်းတွေကတော့2006တုန်းက9ဂို2014မှာ10ဂို2018မှာ15ဂို 2022ကမ္ဘာဖလားခြေစပွဲမှာ69 2026မှာငါးကိုသွင်းဝင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။စီရိုနယ်ဒိုကကလပ်အသင်းနဲ့လက်ရွေးစင်ရဲ့တရားတွေစုစုပေါင်း948ကိုသွင်းယူနိုင်ခဲ့ပြီးဖြစ်ပြီးတော့သူ့ရဲ့ရည်မှတ်ချက်ဖြစ်တဲ့သွင်းကိုတထောင်ပြေးမြောက်ဖို့အတွက်52ကိုသာလိုအပ်ပါတော့တယ်။အာဂျင်တီးနားအသင်းကောင်းဆောင်တိုက်စင်မှုမက်ဆီကကမ္ဘာဘောလုံးလောကမှာလက်ရွေးစင်ရဲ့တရားတွေကိုဖန်တီးမှုအများဆုံးပြုလုပ်နိုင်သူဖြစ်ဆန့်ကျင်နေခဲ့ပါတယ်။ ာဂျင်တီးနားလည်းယူစင်းတဲ့အတွက်ဂိုးဖန်တီမူအချိန်60ပြည့်မြောက်ခဲ့ပြီးတော့ဘောလုံးလောကရဲ့ကမ္ဘာစံချိန်တည်ဖြစ်ခဲ့ကြောင်းသိရှိရပါတယ်အရှင်ကလည်းရွေးစင်ရတဲ့အတွက်ကိုဖန်တီမူအများဆုံးကစားသမားအဖြစ်ဘရာဇီးတိုက်စစ်ကစားသမားနေမာက59ချိန်နဲ့ယက်တီနေခဲ့တာဖြစ်ပြီးတော့မက်ဆီကနေမာကိုကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ မစီကကလပ်အသင်းရဲ့လေယူစင်းအသင်းအတွက်နှစ်မျိုးပေါင်း၉ဖန်တီမှု368ကြိမ်ရှိသွားခဲ့ပြီဖြစ်ပြီးတော့ဘာစီလိုနာအသင်းအတွက်269ကြိမ် PSG အသင်းအတွက်34ကြိမ်အင်တာမီယာမီအသင်းအတွက်35ကြိမ်အာဂျင်တီးနားအတွက်အကြိမ်60ပြုလုပ်ပေးခဲ့ပါတယ်မစီကအာဂျင်တီးနားအသင်းအတွက်ဘုံအများဆုံးကစားသမား၉အများဆုံးကစားသမား၉ဖန်တီမှုအများဆုံးကစားသမားအဖြစ်ရည်တည်နေသူဖြစ်ပါတယ်